AVA 1940အခန်း34ထုံးစံမဟုတ်တာတွေကိုမျိုးလဲလုံရုံးထုံးစံမဟုတ်တာသတိပြုပါအောင်မျိုးဝင်ဥအောင် လ စကားကြောင့်မျိုးဝင်အသည့်မင်းအောင်နိုင်ဤမျက်နာ တင်းမာသွားသည်ကိုသိန်းစင်ကဒီသဘုံတွေကိုစီရင်ဖို့ကျုပ်ကိုအာဏာကိုပေးသွားခဲ့တာဆင်ဝင်မင်းခမားလို့ခမားလို့ကျုပ်လို့ကျုပ်လို့မယ်ကဲသူတို့ကိုလောင်လိုက်တဲ့ထဲ့တော်ဟေးဘကွာသားများသည် မျိုးဝင်ဟောင်းဥဒအောင်ဤမိသားစုကိုဖမ်းဆီးရမှာ ခေါ်ထုတ်ထားခဲ့ကြသည်မျိုးဝင်ဥဒအောင်မှာ ဥကောင်ခြေလက်များကိုဖျက်ကာမြို့အနှံ့ပြသခံခဲ့ရပြီးနောက်၎င်း၏မိသားစုမှမိတိုက်ခြင်းကိုခံရတော့ဖြစ်သည် မိတိုက်တဲ့ချင်းမှာရှင်ဘီရင်ကို ပုံကန်သူနဲ့မိသားစုကို ပေးလေရှိသည့်တေတံစီရင်နီးဖြစ်သည်မိဘုံတိုက်စီဟုအမိန်တော်ရှိခဲ့လျင် နောက်မျက်နာထောင်မူထောင်စရေတို့ကတဲ့ဝါတို့ဖြင့်မိလောင်တိုက်ကိုတုံ့တန်ပြေတွင် ခိုင်မာအောင်စောက်ရသည်မိတိုက်မိလူဝင်အားလိုက်ရန်90တာ တပိတ်သာနှစ်ပိတ်သာအထိမျိုးဝင်ထံမှထုတ်ရသည်ထို့နောက်မီးလောင်၌အောက်မှလောင်စာထင်းများကိုရမ်းနှင့်ပုံရသည်မီးတိုက်ခံရမည့်လူများကိုကျိုးများနှင့်တင်းကျပ်စွာတုပ်စည်းကာလောင်တိုက်အတွင်းထည့်ပြီးမီးရှို့တတ်ရခြင်း ဖြစ်သည်ယခုမင်းရဲ့အောင်တိုင်းဤအစီအမံတုတ်တန်တွင်မဟုတ်ဘဲဟန်တာဝရီမြို့လေကောင်တွင်ဥဒအောင်ဤမိသားစုကိုလောင်၌သွင်းရန်စီစဉ်ခြင်းဖြစ်သည် မြို့သူမြို့သားများအားအထိတ်အလန့်ဖြစ်အောင်လုံချင်းဖြစ်သည်ဖြင့်ဟန်သာဝရီရှိရာတန်းများမြို့ကန်များကနှိမ့်မြို့ခြင်းမရှိကြထို့ကြောင့်ဦးအောင်လကကွန့်ကွက်နေခြင်းဖြစ်သည်လူအုပ်ကြီးမှမြို့လက်ကောင်မိတိုက်စီရင်ခြင်းကိုအထူးတစံအဖြစ်လာရောက်ကြီးစုနေကြ၏ဦးတောင်အောင်ဤဇနီးတာငတာဝါတမီရှင်မြတ်သားဦးတောင်အောင်ဤရောက်ပါငအောင်မင်းဤဇနီးမေလာတာမပြေစုံ အိမ်တော်ပါကြုံမှုတန်းမိသားစုနှစ်စုတို့ကိုရဲမှန်များကကျိုးများဖြင့်ခက်ကြက်ကြက်စီးနှောင်လိုက်ကြ၏မြို့ဝင်တဲ့မင်းအောင်နိုင်ကထန်းမူပရာပိုက်ကိုကင်လျက်အေးဆက်သောမျက်နှာဖြင့်ကြည့်နေသည်အင်းဝပြည့်ရှင်ဘီရင်မင်းတရားကြီးမဟာဓမ္မရာဇာ DVD အမိန့်တော်အတိုင်းသဘုံငတအောင်ဤတားမရတို့သည်ငတအောင်နှင့်တကြိမ်တည်းတကြံနှင့်ဖြစ်ကြသဖြင့်မိတိုက်တက်စီရန်အမိန့်တော်ရှိလိုက်သည်ဟန်တော်ရီမြို့နေကျုံတော်မျိုးများအနေဖြင့်လဲထုံငပိုက်သားတို့၏အဆုံးသတ်ကိုနမူနာယူစေရန်အလို့ငါ ပြသရမည်ကျွန်တော်ဟန်တာဝရီမျိုးဝင်မင်းအောင်နိုင်မှာအမိန်ချလိုက်သည်စီရင်စီရမတ်များကမိသားစုဝင်များကိုလောင်တိုက်ပေါ်ဆွဲတင်သည့်အခါယောက်ျားသားများကအော်ဟစ်ရုံးကန်ကြ၏မိန်းမသားများထံမှငိုတံများကြွက်ကြွက်ညံလာ၏လူအုပ်ကြီးမှာမြင်ကွင်းကိုကြည့်ကာစူညံပေါ်လို့ရိုက်နေရသည် စင်ဝင်ဦးအောင်လာမှာမျက်နာမသားမရဖြင့်မင်းရဲ့အောင်နိုင်ဤနဘေးတွင် ထိုင်နေသည့်နေရွယ်ရွာသည်ကြီးနှင့်ဦးကိုရို့မှာကြောက်လန့်နေသောမျက်နာများဖြင့်ခေါင်းကိုငုံကထိုင်နေကြ၏ထိုလူကြားတွင် လီဇာနှင့်မယ်ဘူးတို့ကမတ်တရက်ခါကြည်နေကြသည်လောင်လိုက်တကားကိုဝဘိုးမင်းလုံးကြီးများဖြင့်ကြက်တဲစွာပိတ်လိုက်၏အလုံးတော်ဆုံးကြ၏ဝဘိုးဝါရင်မီလောင်ရင်ကွဲတတ်တယ်နော်ရန်ကားရင်စင်ပဲလူအုပ်ကြီးမှာကြောက်ကြောက်လန့်လန့်ဖြင့်နောက်ပြန်တိုးကြပြန်သည် လောင်စာထင်းများဖြင့်တွေ့တန်းထားသောရန်စာကိုပကွက်သားတို့ကမီးရှို့လိုက်သည်။ဝေါကနေအတန်နှင့်အတူမီးတော့ကလိုက်ကနေထလာ၏။လောင်တိုက်တောင်စုံးနှင့်ရှိနေသောဥတအောင်၏တမီးကြီးရှင်မက်သာတန်အရင်ဆွဲသွားသည်။ မီးလောင်တံကြောင့်ခြေထောက်တွင်စီးသာသောကျိုးများပြတ်တောက်သွား၏။ရှင်မက်သားမှာသွေးဦးသွေးတန့်ဖြင့်မီးတောက်ကြီးများကြားတွင်ရှောက်ပြေးနေသည်။ပါဇက်ကလည်းအော်ဟစ်နေ၏။ထုံမြင်ကွင်းကိုမြင်ရသောလူအုပ်ကြီးတဲမှတချို့မှာမျက်နှာများလွှဲထားကြသည်။တချို့ကမဝင်မရေဖြင့်ကြည့်နေကြ၏။မလုပ်ပါနဲ့မလုပ်ကြပါနဲ့မမေဖျားကြီးမမကြီးရှုပ်တရက်ဘေးနားမှအတန်တစ်ခုနှင့်အတူတိုးထွက်လာသောတစုံတရာကိုတွေ့စာသတိထားလိုက်မိသည်။ ပစိုးကိုခြုံထားသောတစုံလူဦးသည်ရှေ့သို့တိုးထွက်ရန်ပြင်လိုက်သည်လူဇာသည်ထိုသူ၏ပခုံးကိုဆက်ကနေလှမ်းဆွဲလိုက်၏မယ်ဘူးကလည်းလက်ကိုအတင်းချုပ်လိုက်သည်ဘာလုပ်တာလဲမီးလောင်နေတယ်ပါသွားခြင်းလို့လားပစိုးခြုံထားသူကမော့ကြည့်သည်ဟင်လူဇာအလန့်တကြားဖြစ်သွား၏ဦးတောင်ဤတမီးငယ်အသက်73နှစ်သာရှိသေးသည်ရှင်မြတ်ဟော ညနာတစ်ခုလုံးညစ်ပတ်ပေးရင်နေတော့လေနားထွင်ပွဲတွင်တိတ်ချာမြင်ခဲ့ဘူးတပြေလူစားကကောင်းကောင်းမှတ်မိနေခြင်းဖြစ်သည်လူစားကမျက်ဝါဤပါဇက်ကိုလက်ဖြင့်ပိတ်လိုက်သည်မဲဘူးနွားလက်ရှိအောင်သူ့ကိုခေါ်သွားတဲ့အမြန်သွားလမ်းမှာအတန်မထွက်စေနဲ့နင်းရှိကသွားငါနောက်ကလိုက်ခင်မဲမဲဘူးကရှင်မျက်ဝါဤလမောင်းကိုစွဲခေါ်ကလူအုပ်ကြားသူတို့သည် နောက်မှလူစားကထိန်းကလိုက်သည်ရှင်မျက်ဝါကအော်ခေငိုယုံနေတော့လေလူအုပ်ကြီးမှာသူတို့ကိုတတိမထားမိကြ မီးလောင်နိုင်တွင်ဝေဒနာကိုတီးတန်စွာခံစားလျက်တည်ဆုံးနေကြသည့်ဥဒလာ၏မိသားစုကိုကြောက်လန့်စွာငေးမောနေကြသည်။ပေါင်းမွန်နားလဲတဲ့သူမြက်ဝါကိုထိုင်ခိုင်းလိုက်၏။ထို့နောက်လီဇာနှင့်မဲဘူးတက်ခါလဲသမားကိုမောင်းရန်အချက်ပြလိုက်သည်။လဲနှင့်ခဝဲဝဲတွင်မိကိုယ်လုံးများညှော်နှံ့များကကြံရင်ခဲ့သည်။လီဇာ၏ခြံဝင်းတွင်သို့ရောက်သည့်အခါမြက်ဝါကိုအိမ်ပေါ်သို့တန်းခေါ်သွား၏လီဇာကဘရန်နီတစ်ခွက်ကိုငှဲ့ကယူလာသည်ရော့သမီးစိတ်တွင်တိတ်လှရှားနေတယ်တောက်လိုက်တောက်လိုက် မြက်ဝါကလူစားတို့ကိုအလံတကြားကြည်နေသည်မမတို့ရန်သူတွေမဟုတ်ဘူးတမိဒီနေရာမှာဘေးကင်းတယ်မမတို့စိတ်ချပါရှင်မြက်ဝါဤမျိုးလုံးများကပြူးကြောင်ကြောင်ဖြစ်ဓာလီတောက်လိုက်တမိအဆင်ပြေသွားလိမ့်မယ်လူစားကဗရန်ဒီကွက်ကိုပါဇက်ဝတေးပေးသည်ရှင်မြက်ဝါကဗရန်ဒီကိုတောက်လိုက်သည်ဖီဗရန်ဒီများကပါဇက်မှပြန်ထွက်လာပြီးလူစားဤရင်ဘတ်တစ်ခုလုံးကိုဆူဆွဲသွား၏တဲဒီအာမာလေးတော့ လူကြီးသားကိုဗရန်ဒီများပေးသားသဖြင့်မယ်ဘူးကရုတ်တရက်အော်လိုက်သည်ရှင်မြတ်ဝါမှာကြောင်တော်ပြူတော်မျိုးလုံးများဖြင့်သာသူဘယ်ကနေဘလို့လွတ်လာတယ်မပြောတတ်ဘူးစိတ်အချင်းတွေအတော်ထီသွားပုံပဲမယ်ဘူးဗရန်ဒီကိုရေနဲ့ရောပြီးချော့တိုက်လိုက်ခဏနေအိပ်ပျော်သွားလိုက်မယ်ဒီအခန်းထဲကနေဘဲမှမထွက်စေနဲ့ဟုတ်ပြီလားမယ်ဘူးကဗရန်ဒီတစ်ခွက်ထန်းခဲ့ကရေဖြည့်ရောလိုက်သည်ထို့နောက်ရှင်မြတ်ဝါကိုဖတ်ခါချော့မော့တိုက်နေ၏ လူစားကပရင်းတကားမှတစဉ်ဟန်တာဝရီမြို့စီတို့ကြည်လိုက်သည်မီးလောင်တိုင်းနေရာစီမှမီးတောင်မီးလျံများမှမငြိမ်းကြသည်1940ပြည့်နှစ်အောက်တိုဘာလကိုဒင်းခင်တများမှာဟန်တာဝရီပုံကံမှုကိုတွားရောက်ဖြေရှင်းပြီးပြန်လာသည်မှာတလားကျော်ပင် ရှိသေးသည်မဏိပူရပရင်ဂါဝင့်နာဇတ်နှင့်မင်းသားစံကြီးတို့၏တများသည်အိမ်ကြီးချင်းနိုင်ငံဖြစ်သောအာဒန်ဆော်ဝါထံမှတများနှင့်ပူးပေါင်းကာအင်းဝါသို့တိုက်ခိုက်ရန်ခြိတက်လာကြသည် မဏိပူရာနှင့်အာသန်တို့ပူးပေါင်းထားသောအင်အား9000ကျော်စစ်တပ်ကြီးမှယခုတချိန်တွင်အင်းဝတို့အပီးသက်သိမ်းပိုက်ကာရာသမျှကိုလူရဲယူငင်ကြမည်ဟုသဘောထားကြ၏ထို့ကြောင့်ကိုသိန်းသခင်ကိုပင်ဗိုလ်ချုပ်ဖြင့်ဦးဆောင်စေကာမဏိပူရာကတိတို့ဤစစ်ချီလမ်းကြောင်းဖြစ်သောမြေရူးမြို့သို့စစ်တပ်များကိုချက်ချင်းချီတက်စေခဲ့သည့်မြေရူးမြို့အနောက်ဘက်ဝတ်တိုးလွင်ပင်သို့မဏိပူရာအာသန်တပ်ပေါင်းစုကြီးရောက်ရှိလာခြင်းတွင်ကိုသိန်းသခင်၏တပ်များမှလည်းမြေရူးမြို့ကိုခံတပ်ပြုလုပ်ကာတက်ချင်းဆိုင်နာလိုက်ကြ၏ ကာဝင်းနာဇတ်သည်တားတော်ဤတက်နှင့်အာတန်တံများကိုနောက်ချန်ထားကာကိုသိန်းသခင်ဤတက်ကိုအင်အားစုစမ်းရန်သူ၏လက်ရွေးစင်တက်နှင့်အတူမြေတူးမြို့အနီးသို့အလစ်ဝင်တော့တိုက်ခိုက်ကြသည် အင်းဝတံများကလည်းလက်ပြောင်တနက်သမားများနေပြစ်ခတ်ခုခံရာကတိမြင့်တက်မှလူ90ကျော်ကြာဆုံးပြီး10ဦးကိုအင်းဝတံများအရှင်ဖမ်းမိကြသည်ခေါဝင်နာဇာ၏တံများသည်အနောက်သို့ပြန်လဲဆုတ်ခွာလာကြ၏ထိုတော်တွင်ကိုသိန်းသခင်လည်းလက်ပြောင်တနက်သမားများဒူးလီလင်းလေးသမားများအင်းအားတထောင်ခန့်လှန်တို့လှန်ရှိကန်ခြေလင်းစစ်သည်တထောင်ခန့်ကိုစူးစီးကာ ြေရူးမျိုးမှတိတ်တဆိတ်ထွက်စီပြီးကတိတက်စီတို့တွားမိလမ်းတလျှောက်တွင်ရိတ်ကပြေဆုံးပြေခြုံကိုနေစေခဲ့သည်ဆယ်ရက်ခန့်ကြာသောအခါအင်းဝမှာမြင်းစစ်သည်900မှာမဏိပူရစစ်တပ်ရှိရာသို့တခုံတို့ခြိတက်တိုက်ခိုက်ကြ၏မဏိပူရနှင့်အာတန်တများကအင်းဝ၏အင်အားကိုကြည့်ကအာတန်မြင်းစစ်သည်တင်ရာကတိခြေလျင်စစ်သည်900တို့ဖြင့်တပ်ပြင်အထိဖိတိုက်လေသည် အင်းဝတန်များစုတ်ခွာသွားလျင်အာတန်မဏိပူရများအားတက်ပြီးမြေရူးသို့တွားရလမ်းအထိလိုက်လာကြသည်ထိုအချိန်မှခြုံကိုပုံးကွယ်နေကြသည်အင်းဝစစ်သည်များကတနတ်များဒူးလီလင်းလင်းများဖြင့်ပြစ်ခတ်ကြတော့သည်မြေရူးမျိုးဘက်မှလည်းအမြောက်များစိန်မြောင်းများဖြင့်ဒရဇက်ပြစ်ခတ်ကြသည်အင်းဝါဤစီရင်ငယ်မှုကိုမစင်ခြင်းပဲလိုက်လာမိသောအာတံမဏိပူရတက်စုကြီးများအကြဆုံးများဖြင့်ကစဉ်ကလေးအားဖြစ်ကုန်ကြသည် မြင်းစစ်သည်100နှင့်ခြေလျင်စစ်သည်1000ကျော်ကြာဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသူများရှိသဖြင့်အာတန်မဏိပူရတပ်များမှဝတ်တိုးလွင်ပြင်ရှိပင်မတက်စီတို့ဆုတ်ခွာပြေးကြရသည်စေဟုတွင်ပင်အကြဆုံးများသောအာတံမဏိပူရနှပီရောင်တပ်ပေါင်းစုမှတိုက်စစ်မှခံစည်တွင်သို့ပြောင်းကာခံတပ်များအမြန်ဆုံးတိစောက်ကြရ၏ထိုအချိန်တွင်ကိုသိန်းသခင်၏အစီမံအရအင်းဝါမှအခြားတပ်များမှမြေရူးမှ ဝတ်တိုးလွင်ပင်တဝိုက်သို့ပတ်ခါမဏိပူရအာတံတပ်များ၏ရိတ်ခါရှိရာ လမ်းကြောင်းများကိုဖျက်တောက်ပိတ်ဆို့ပစ်ခဲ့ကြသည်အာဒမ်မနီပူရာတပ်များကအင်းဝတပ်များ၏ပိတ်ဆို့ထားခြင်းကို ခံနေကြရတော့သည်ဟန်တာဝရီကိုသိန်းသခင်၏အင်းဝတပ်များပြန်သွားပြီးသည့်နောက်ဟန်တာဝရီမျိုးဝင်သည့်မင်းရဲအောင်နိုင်သည်ပုံကံသူအနွယ်ဆက်များကိုရှင်းလင်းသည့်စစ်စင်ရေးကိုဇက်ရိုက်ပြုလုပ်ခဲ့သည့်ဥဒအောင်၏တမင်းငယ်တို့လွံ့မြောက်သွားသည့်ကိုအကြောင်းပြုလျက်အချိန်ကမျိုးဝင်ဟောင်းနှင့်ပတ်သက်ခဲ့ဘူးသူများရော အခြားငွေကြေးချမ်းသာသော သူများ အိမ်များကိုပါ ဝင်ရောက်စီးနှင်းရှာဖွေကြသည် ထိုအချိန်တွင်လူစားကခမုံးဤအကူအညီဖြင့်ရှင်မဝါကိုဟန်တာဝတီအနီးအဝိုင်းကျွော်သို့တွားရောက်ပို့ထားခဲ့ပြီဖြစ်သည်ရှင်မဝါမှာဥဒအောင်မိသားစုအားလာရောက်ဖမ်းဆီးသည့်နေ့တွင်အိမ်မှထူးထူးခြားခြားလွတ်မြောက်သွားခဲ့သည်ဟန်တာဝီမျိုးတွင်ပုံချောင်သွားလာရင်ဥဒအောင်၏ခေါင်းပြောက်ကိုမျိုးတကားတွင်မြင်ခဲ့ရသည် မိခင်အကိုအမနဲ့အိမ်တော်သားအလုံးမိတိုက်သက်ခံခဲ့ရသည်ကို မြင်ခဲ့ရသည်ထို့ကြောင့်လူသားထံရောက်ရှိသွားခဲ့၏သို့သောရှင်မြတ်ဝါမှာခံစားမှုတောကများကြောင့်စိတ်ရောကခံစားရနေပြီဖြစ်သည်သူမ၏မိသားစုအသက်ခံခဲ့ရသည်ဆိုသည်ကိုလုံးဝလက်မခံနိုင်ခဲ့ခန္ဓာဝရီမျိုးတွင်ရှိမျိုးဝင်အိမ်တော်ကိုသာတွားမိဟုတစားစားပြောနေတော်သည်ထို့ကြောင့်လူသား၏အစီအမံဖြင့်မေဘူးတို့ကိုယ်တိုင်အဝိုင်းရွာတွင်တွားရောက်နေထိုင်ကာရှင်မြတ်ဝါကိုထိန်းသိမ်းစောင့်ရှောက်ထားခဲ့ခြင်းဖြစ်သည် မင်းရဲ့အောင်နိုင်ကတပြေးပြေးနဲ့ထင်ရဆိုင်းလာခဲ့သည်မင်းရဲ့အောင်နိုင်ဤတများသည်ဟန်ဂါရီမျိုးတွင်မှနေအိမ်များကိုညအချိန်မတော်ဝင်ရောက်ရှာဖွေကြသည်မုံလူမျိုးတစ်ထည့်များပုံတွေများကိုမတင်ကားဟုဆိုကာဖန်စီခေါ်ဆောင်သွားကြသည် တချို့ကိုငွေကြေးတန်ဖိုးများစွာကောက်ခါရွေးယူခိုင်းသည်ဝင်မပေးနိုင်သူများကိုမူအနောက်ပြင်အောင်ရှေ့ဇေယျတွင်အလောင်းသာပြစ်ထားခဲ့သည်မြို့ဆောင်တံများဖြစ်သောလက်ရဘူမှာထိုအဖြစ်ကိုမနှင်းမြိုခဲ့ မြို့ကန်တထေးသကြွယ်များမှလည်းအသက်မသေးစေရန်အတွက်မင်းရဲ့အောင်နိုင်ကိုလက်ငွေများပေးကြရသည်စင်ဝင်ဥအောင်လာအခွန်ဝင်ဥကိုစရေကြီးထားကစားဥမောင်တို့မှမြို့သူမြို့သားများ၏အခြေအနေကိုစိတ်မချမ်းသာစွာ ကြည်နေကြရသည်သူတို့ကိုယ်တိုင်ပင်အင်းဝဘီရင်ပုံကံမှုမှကံကောင်းစွာအဖြစ်လွတ်လာကြသူများဖြစ်သည်ဖြင့်ဝင်ရောက်တားမြစ်ရန်လည်းမဝင်ရဲကြသည် မင်းရဲ့အောင်နိုင်ဤလူရမှုများဖန်းစီပြီးငွေပေးပြန်ရွေးခိုင်းမှုများသည်တထေတကြွယ်များထံမှတဆင်လူလက်တန်းစားအသေးများထံသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်လေးလကြာချိန်တွင်ဟန်တော်ရီမြို့နီးတဝိုက်မှာအရက်သားပေါင်း60ခန့်သည်ဥဒအောင်တပုံထစဉ်က ကူညီပေးခဲ့သည်ဟုဆိုသောပုံမှန်ဖြင့်အကွက်မြန်ခံခဲ့ရပြီ ဖြစ်သည်ဥတောင်ပုံကံမှုမှာတလတာကြာခဲ့တော့လဲနောက်ဆက်တွဲကွန်မန့်မှုများကလေးလတိုင်တိုင်မပြီးဆုံးနိုင်သေး ဥပုံနေဟန်သာဝရီမြို့အပြင်ဘက်မဟာဇေဒီတော်ရှိပရားဇေယျတွင်ဟန်သာဝရီရာရန်ကြီးများစုစည်းကာမဟာဇေဒီကျောင်းတိုင်ဆရာတော်ကိုစုံးကပ်လှူဒန်းခဲ့ကြသည်မြို့ဝင်မင်းအောင်နိုင်သည်အင်းဝါမှစစ်တီများတောင်းလာသည့်ကိစ္စဖြင့်စက်သားရောက်ရှိလာသည့်ဖြင့်မြို့ဝင်အိမ်တော်သို့ပြန်သွားသည်စင်ဝင်ဥအောင်လာနေရွရွာသည်အခွန်ဝင်ဥကို စေရေးကြီးထားကစားဥမောင်တို့ကလက်ဖက်တပွဲကိုရှေ့ကြကထိုင်နေကြ၏ ဥပုပ်တဲများအားလုံးဒီပါပြန်သွားကြပြီးစီနောက်မဟာစေဒီဆရာတော်ဤကြောင်းမှာကိုရင်လေးများကဇေယျတကားများကိုအပြင်ဘက်မှပိတ်ပေးလိုက်ကြသည်ကျုပ်တို့ဒီအချိန်တွေကိုဒီတန်းထိုင်ကြည့်နေကြတော့မှာလားဥောင်လာကစကားစသည်အားလုံးကဥောင်လာ၏စကားအတော်လာကိုသဘောပေါက်ဟန်ဖြင့်တပ်ပြင်းများကိုစီချလိုက်ကြသည်ဘာဆက်လုတ်တင်လဲစင်ဝင်မင်းနောက်မှလာတဲ့မောင်ပလဲလုတ်တာနဲ့ကျုပ်တို့အဲ့လေဘယ်တော့လဲပဲလို့တော့တွေးနေမိပြီခမားတို့ရောအတူတူပါပဲ မန္တရာကပြန်လာတဲ့ကျုံကြီးအရင်ခေါက်ခေါက်ကိုတော့ဖမ်းဆီးသွားလို့ပြီးခဲ့တဲ့တပတ်ကပဲငွေချင်းခုနှစ်ပိတ်တာနဲ့ပြန်ရွေးလိုက်ရတယ်ကျုံတို့အလှဲ့လဲအနည်းတဲ့အမြန်ပဲသူကလောဘဆိုတိုက်နေတာဗျခတ်တာကအင်းဝဘင်းထဲကလည်းဆွေမျိုးနီးဆက်တော်နေဥတောင်အရင်မှကတည်းကကိုသိန်းစခင်ကလည်းသူ့ကိုအာနာုံလွှဲခဲ့သားတာဆိုတော့ကျုံတို့ထောင်းလုံးပေါင်းကြည်မှာပဲဒီတိုင်းညင်နေကြမလို့လားဥအောင်လာစကားကြောင့်အာလုံးတိတ်ဆိတ်သွားသည်ဥကိုကလေတန်ခတ်တို့တို့ဖြင့် ခမားမှာအကြံစီရှိလို့လားတခုခုဆိုကျုပ်တို့အကုန်သိမှာနော်မထူးဆက်ဆိုတာခမားတို့သိလားဒီတိုင်းလဲသိရမှာပဲဗျကျုပ်ကတော့အခုရှင်ပဲခဏနေသိမယ်ဆိုတဲ့အခြေအနေမှာမင်းနေမဲ့အတူတူအခုအသေးခံလုပ်မယ်မသိရင်အကြာကြီးရှင်သန်ရမယ်ဆိုတဲ့မထူးဆက်ကိုရွေးနေတယ်ခမားတို့ရောကျုပ်တို့ညီဖြစ်ပါတယ်ဗျာကျုပ်တို့သားများတွေကမီးလောင်လိုက်တွင်းမှာနော်ဦးအောင်လာကဦးကိုကြီးပခုံးကိုလက်ဖြင့်ပုတ်လိုက်သည် ကျုပ်ပြောတာကမောင်ပလဲကိုတင်မဟုတ်ဘူးမောင်ပလဲကိုခန့်အပ်ထားတဲ့သူကိုပါကျုပ်တို့တိုက်ရလိမ့်မယ်ဟာနေရွယ်ရွာကြီးကလေတံတူတို့ဖြင့်အင်းဝကိုပါတိုက်မယ်လို့ဆိုလိုတာလားဟုတ်တယ်သူ့ကိုလုံးကြံပြီဆိုတာနဲ့အင်းဝကိုပါတခါတည်းပုံကန်ရတော့မှာပဲဒီတိုင်းဆက်နေရင်တော့ဒီကောင်တို့ကပေးလို့ဟန်တော်ရီတမျိုးလုံးဒီတက်ပြတ်ဖို့ပဲရှိတော့တယ်ပြည်မျိုးသားနဲ့ပသိမ်ကိုမျိုးတက်တွေကအရင်လိုခြိတက်လာမယ်ဆိုကျုပ်တို့တောက်ခံမှာမလား ကြုံပြောပြမယ်။ဥတအောင်ဟာတာမန်မျိုးဝင်မယ်။မိဖုရားရဲ့အကြီးတော်အဆင့်ပဲ။မင်းဆွေမင်းမျိုးမဟုတ်ဘူး။တကယ်လို့ဟန်တာရီရဲ့ပုံကံမှုကိုအင်းဝမင်းဆွေပါတဲ့မင်းသားတယောက်ကခေါင်းဆောင်လိုက်ရင်တလိုင်းသုံးရညီလာကြမှာပဲ။အားလုံးကဥအောင်လောက်ကိုနားမလဲသလိုကြည်လိုက်ရသည်။အင်းဝမင်းသွေးပါတဲ့မင်းသားဆိုတာဘာတူလဲခမရလား။မဟုတ်ဘူး။ဒါပေမဲ့ကျုပ်လက်ထဲမှာသူရှိနေတယ်။ဘာတူလဲ။ပကံမင်းပြောက်ရဲ့သားတော်ပဲ။ဟင် တနင်္ဂနွေမင်းရဲ့ညီတော်ပကံမင်းပြောက်လားဟုတ်တယ်သူ့ရဲ့သားနေရဆန်စနေမင်းသားကြီးရဲ့ညီကိုဝမ်းွယ်အခုလက်ရှိဘင်းရဲ့ဦးလေးတော်မှာပေါ့သူကခမားစီမှာဘလို့ဓာရီမမင်းနဲ့ခမားတို့ကျုပ်ဦးဆောင်ရကိုလိုက်ကြမှာလားကျုပ်တို့ဟန်တော်ရီကိုပုံကံပြီးခွဲထွက်ခဲ့တဲ့အခါအနောက်ကလက်နက်ထောက်ပံ့ပေးမယ်နိုင်ငံသားအင်အားစုတခုလည်းကျုပ်တို့မှရတာပြီးပြီးကုံတွယ်လီသားစီမှာပြင်သစ်ဘရင်ကန်ကျုပ်ဒူပလီရဲ့ ဓာတ်ရိုက်ချိတ်ဆက်ပေးဖို့လမ်းကြောင်းရှိထားတယ်။တန်လင်ကိုကျုပ်လို့သိရင်တန်လင်မှာချထားတဲ့ပြင်သစ်ကုမ္ပဏီတက်ရင်ကအတွင်းကတိုက်ပေးဖို့ဒီစကားညှိထားကြပြီ။ဟုတ်ရဲ့လားဗျာတော်ကြကူတောင်းတော့ကလည်းကျုပ်တို့မှာကံကောင်းလို့မသိတယ်။ခမားတို့ ਨੇ ခက်ရံဟောအခုရောမသေးတာမသေးတာခိုးကောင်မင်းအွန်လိုင်းကဘဲချင်းတပုံထက်ဆွဲပြီးတတ်မလဲမသိတဲ့အခြေအနေမဟုတ်လားအင်းခမားပြောတာလည်းဟုတ်ပါတယ်စင်ဝင်မင်းဒါနဲ့ခမားပေါ်တူဂီမားကရောတေးကြရဲ့လား ဦးအောင်လာကကျမ်းမြင်ကိုလက်သေးဖြင့်သုံးချက်ခောက်လိုက်၏ဇေယျတကားတစ်ချက်ပွင့်လာပြီးလူ이사ဝင်လာသည်လူ이사ကိုယ်တိုင်ဒီမှာရောက်နေပြီကြုံပြောတာတွေအမှန်တွေကြီးပဲဟုတ်ပါတယ်အခုပြင်သစ်တင်မောချင်းတာဝန်ခံအစ်စ်ဖြစ်နေတယ်မွန်စီယာပူဝဲကနေတစင်ကျမပွန်လီချယ်ရီနဲ့စာဆက်တွေရတာပြီဟန်တာဝရီနိုင်ငံထူထောင်ရေးကိုဘင်းကန်ဒူပလီကလက်နက်ကူညီပေးမယ်အပြန်အလှန်အနေနဲ့ဟန်တာဝရီမှာပြင်သစ်ရေးတဲ့တခုခြားထားမယ် ုံတိုင်းတစ်ခုဖွင့်မယ်မွန်စီယာဘရူနိုကိုတန်တမန်အဖြစ်ခန့်ရရလိမ့်မယ်ဟုတ်ပါပြီဂျာရီကကျုပ်လိုချင်တိုင်ပင်ရမှာပဲခဏနေပါဦးအခွန်မေးကြံသေးတယ်နောက်တစ်ချက်ကကျွန်တော်တောင်းဆိုမှာရှင်တော့မဟုတ်ပါဘူးပြင်သေးတွေစီကလည်းကျမတောင်းဆိုထားပြီးပါပြီကျမတို့အင်းဝါနဲ့မူးမြကန်တခြားကဘင်းကြီးတုံမန်းတွေပြင်သစ်တင်မောရီနဲ့ပေါ်တူဂီကိုပြန်တဲ့အခါဟော်ဒီဟန်ဒါဝရီရဲ့တန်လင်စိတ်ကန်းကိုအတုံးချခြင်းနဲ့ အဲ့ဒီအခါကျမတို့ကိုဟန်တာရီကခဏနားဖို့ဝင်ပေးဖို့ရှော့ရှော့ရှူရှူထက်ခွင့်ပြုဖို့ပဲအားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ဥောင်လာသဘောထားရောဥောင်လာကအသက်ကိုခံပြင်းပြင်း ရှူသွင်းလိုက်သည်လူစားတောင်းဆိုတာတွေကကျုပ်တို့အတွက်ထိခိုက်စရာဘာမှမရှိပါဘူးပြင်သစ်တွေနဲ့သာကျုပ်တို့သဘောတည်ညီမှုကိစ္စတွေသေချာလုပ်ရမှာအဲ့ဒါကိုဆုံးဖြတ်ပေးနိုင်ဖို့လူလိုတယ်။အော်ပြောစရာစကားရှိသေးတယ်။ ီကိစ္စအစဉ်ပြေသဘောတူညီကြရဲဆိုကျုပ်တို့မျိုးဆောင်တောင်မှုလက်ရဘုံကလည်းတသွေးတည်းရှိမယ်ပြီးရင်ဒီတစ်ပတ်တွင်ကျုပ်မုဒ္ဒမကိုတွားမယ်တမူတာလီဘန်ကိုကျုပ်တစ္ဆာတွားပေးမယ်တာလီဘန်ကိုတစ္ဆာပေးမယ်ဟုတ်တယ်အဲ့ဒီလူငယ်လေးနဲ့ကျုပ်နဲ့ကြားမှာဂရီစကားတွေရှိတယ်ဥအောင်လာထံမှာအစီအစဉ်ကြကြချမှတ်ထားသောအကွက်များကိုတကွက်ချင်းပြောပြနေသဖြင့်အားလုံးမှာမှင်တက်နေကြသည်ဦးအောင်လာကိုလုံးပေါ်ကံဘတ်တူးဆိုသည်အကြည့်မျိုးထက် ကျော်လွန်သောခေါင်းဆောင်တဦးကဲ့သို့သူတို့ကြည်နေကြသည်အခွန်ဝင်ဦးကိုက လေတံတို့တို့ဖြင့်ဟာသာဝရီကို စင်ဝင်မင်းလက်ကိုအပ်ပါတယ်ခမားကြိုက်သူတို့စီစဉ်ပါရှင်မင်းတင်မြောက်ကိုလည်းခမားပြောတဲ့အစီအစဉ်ကိုလက်ခံပါတယ်ဟုတ်ပြီကျန်တဲ့သူတွေကရောဗျစင်ဝင်အစီအစဉ်တိုင်းပါပဲစင်ညာတကောင်ကတွေးရှိသည်ဟုမௌဒမရှိအောင်မစင်စကန်အထောက်များမှာအကြောင်းကြားလာသည်ဖြင့်ဦးအောင်လာသည်မௌဒမတို့ထွက်ခွာသွားသည်မှာတပတ်ပင်ရှိခဲ့ပြီဖြစ်သည် မနက်စောစောကြားလိုက်ရသည့်သတင်းကြောင့်လူစားမှာရင်ဝဲကိုပင် ဖြစ်တယ်လို့စီးကလက်ရဘူဤအိမ်သို့ထွက်လာခဲ့သည်လူစားဘာဖြစ်လာတာလဲမြောက်ဝါနဲ့မဲဘူးကိုမင်းရဲ့အောင်နိုင်တို့တရက်တပင်ရွာမှာဖမ်းမိသွားကြပြီဟာဘလို့ဖြစ်တာလဲအဝိုင်းမှာနေတော့မဲဘူးလက်မှာမြောက်ဝါကစိတ်ပေါပြီးဟန်တော်တွေကိုထွက်ပြေးတယ်မြို့တကားမှာစစ်စီတို့ကမြောက်ဝါကိုတွေ့လိုက်ကြတယ်မဲဘူးကအဝိုင်းဘုံဝင်ကြောင်းကတာလာကိုအကူကြီးတောင်းပြီးမြင်းနဲ့လိုက်ကြတော့မှမိတယ်။ဒါပေမဲ့မြောက်ဝါက ငါမျိုးဝင်ဥတောင်ရဲ့တမီးဟေးဟူအော်ခဲ့တော့စစ်တီတွေကကြားသွားကြတယ်တဲ့ဒီသတင်းကမင်းအောင်နိုင်စီရောက်မှာပဲအဲ့ဒါနဲ့ကျမလည်းသူတို့အဝိုင်းတော်ကနေရွှေ့ပြီးတရက်တပင်မှာရှောင်းိုင်းလာတယ်အခုဘလို့ဖြစ်တယ်မသိဘူးအဲ့ဒီမှာမိတဲ့မင်းရဲ့အွန်လိုင်းကိုတိုင်လိုက်သွားနေပြီဟာဒုက္ခပဲဦးလေးဦးအောင်လာလည်းမရှိဘူးငယ်ရွာသကြီးနဲ့ဦးကိုစီကျုပ်တို့အကြောင်းကြားလိုက်မယ်လူစားတယောက်တည်းမလိုက်သွားနဲ့ လူစားကခါးကြောင်ထိုးလာသောပစ္စတိုအိတ်ကိုပုတ်ပြလိုက်သည်အဲ့ဒီဘက်ကရွာတွေမှာရှိတယ်မွန်ကရင်တွေကဥောင်လာကိုတိုင်စူးစီးပြီးမောင်တာလာကိုခေါင်းဆောင်တင်လာကြတယ်ကျမကလည်းသူတို့ကိုပေးကမ်းတာရှိတယ်။ကျမလူတွေကိုပြောလို့ရတယ်။ကျမတယောက်တည်းလိုက်သွားမယ်။ရှင်လို့ရမှာကဟိုလူကြီးတွေကိုစူးစီးတာလိုက်။ကျမတို့စီစဉ်ထားတာတွေကအခုပဲအကောင့်ထဲပေါ်တော့မယ်။ဥောင်းလာပြန်လာကိုမစောင့်တော့ဘူးလား။ तू ကတရက်နှစ်ရက်ဆိုပြန်ရောက်ပြီ ဲ့ဒီကြတာလီဘန်နဲ့မုံဒမတက်တွေပါလာလိမ့်မယ်အစီအစဉ်စတဲ့အခါမျိုးစုံတပ်မှုအနေနဲ့ရှင်လုံးရမှာတွေတူမာသွားသေးလားတူမာသွားတာထက်ကျုပ်အတွေ့အကြုံရကျုပ်လို့ရမှာပဲခမရဟိုကလင်းမတက်ကိုတွားခဲ့ပါကျုပ်ကမျိုးတွေကလူကြီးတွေနဲ့တိုင်ပင်ပြီးတက်တွေစုမယ်မင်းရဲ့အွန်လိုင်းရဲ့လူရင်းတွေကြံခဲ့ရင်ဖမ်းရမယ်ပြီးရင်မျိုးတကားကိုပိတ်ပြီးအခိုင်အမာနေမယ်ဟုတ်ပြီဒါဆိုကျမသွားမယ်စိတ်ကိုအေးထားဗျခမရရှင်ဘက်ကမဆန်မပြဲကြီးကဟနေတယ်လုံအောင်စီးသွားအောင်မိ ရှင်ကတော့လေဖာသာနရီနီမရှိကြတဲ့ကစိတ်တွေကြောင်ချောင်ချာဖြစ်နေပြီထင်တယ်တနက်စာမိကျင်နေပြီဟာလားလူစားကနှကန်းကိုကြိုက်ခါမျက်စောင်းထိုးလိုက်ပြီးမင်းမော်တို့တက်ခါထွက်ခွာသွားတော့ဒီအခန်း35ဆက်ရင်